market တွေเนี่ยဒီနားမှာရှုပ်ွားလို့เนาะကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်ပြောခဲ့တယ်လို့ပဲ၃နဲ့၃တက်၃လုံးပေါင်းကြီးဒီလေးလေးကို9နဲ့ပေါင်းလို့ရှင်တက်เนาะ၈လေး9 3လုံးပေါင်းကြီးဒီကိုကိုကို1နဲ့ပေါင်းလို့ရှင်၃ညเนาะ6 3လုံး3လုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့1နဲ့ပေါင်းလို့ရှင်ကိုเนาะကျွန်တော်အမြန်ပေါင်းတာဆိုတော့ဒီမှန်နေလို့เนาะအဲ၃ညာ၃တက်၃လုံးပေါင်းကြီးဒီလေးလေးကို9နဲ့နေနဲ့ပေါင်းလို့ရှင်ကို၄နဲ့9နဲ့ပေါင်းလို့ရှင်တက်ဆိုတော့ဒါမျိုးတော့ဘာမျိုးကိုကိုကိုတာဘာပြရပြီလို့เนาะ ဲ့လိုပုံစံနဲ့ရှစ်လေးခုံသုံးလုံးပေါင်းကြီးဒီကိုကိုနောက်သုံးလုံးပေါင်းကြီးတင်နေပေါလို့ရှိရင်တို့ညာ၆သုံးလုံးသုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုတင်နေပေါလို့ရှိရင်နောက်ပေါင်းကြီးတင်နေပေါလို့ရှိရင်ကို၆သုံးညာနဲ့သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုနောက်ပေါင်း၁၀နဲ့ပေါလို့ရှိရင်ရှစ်တစ်သုံးညာကိုရှစ်နော်၆၆၅ဖ၆၅သုံးလုံးပေါင်းကြီးဒီခုံခုံကိုကျွန်တော်တို့နောက်ပေါင်း၁၀နဲ့ပေါလို့ရှိရင်ခုံ sorry ခုံကိုနောက်ပေါင်း၁၀နဲ့ပေါလို့ရှိရင်ခုံကျွန်တော်ကဒီ၅ခက်ဆိုင်မှာဒီ၃ညာခုံသုံးဆိုတဲ့ကနော် organ ထုတ်တာပေါ့နော် organ ထုတ်တဲ့ကကျွန်တော်ဒီနောက်ပေါင်း၁၀က ဟိုထုတ်တာထုတ်ရတာနည်းနည်းဖျားတရားတနေရတာ။နောက်ပေါင်းနေစရာထုတ်တာထုတ်ရတာဖျားတရားတနေရနော်။ဒီသူပြက်ခဲ့လို့ရှိရင်တော့၃လောက်ပဲပြည့်ပြည့်ပဲပေါ့နော်။၃လောက်ပဲပြည့်ပြည့်မယ်။ခွန်ခါနဲ့သူပရိကတော့သွားနိုင်တယ်ပေါ့နော်။ကျွန်တော်စောတော့ပိုင်းတော့ရှေးပေါင်းချင်းရှေး၃လောက်ပဲနဲ့ break တစ်ပေါ့နော်။ရှေးပေါင်းချင်းရှေး၃လောက်ပဲနဲ့ break တစ်က तू ကမလို့ပြောမလဲဆိုတော့နင်းတော့နင်းနေတာပဲအန်ဒီရောများတယ်ပေါ့ဗျာနော်။ဒီတက်တုံညာကိုရှေ့နော်။ တက်တူညာကူကြီးကျွန်တော်ကဟိုဆိုက်ကပြရမယ့်ချိန်မှာမပြခဲ့လိုက်တာမင်းညာလိုင်းရလိုက်ရင်ဘိုးစင်ပြေတာပေါ့ဗျာနော်မင်းညာလိုင်းရတဲ့ခါကျဂျားထဲမှာဖြစ်တာဒီပြပြပြီးစမှနောက်ဆုံးဟိုပြအကွာကဘယ်လိုပြောလို့ပြောရမှန်းမသိအောင်ကိုဖြစ်သွားတယ်ပေါ့နော်ဟာပါတော့အဲ့မှာကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီတုံညာနှစ်လေးလေးသုံးလုံးပေါင်းကြီးဒီတုံညာတုံညာကိုနှလုံးပေါင်းကြီးခွန်နဲ့ပေါင်းလို့ရှင်ခွန်နော်နှစ်လေးလေးသုံးလုံးပေါင်းကြီးဒီတုံညာတုံညာကိုခွန်နဲ့ပေါင်းလို့ရှင်ခွန်သုံးနှစ်နဲ့သုံးလုံးပေါင်းကြီးဒီခွန်ခွန်ခွန်နဲ့ပေါင်းကြီးတင့်နဲ့ပေါင်းလို့ရှင်ရှစ်ခွန်ရှစ် ော်ရှစ်ရှင်းငန်းကသုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုနှစ်ပေါင်းကြီးတင့်နေပေါ့လို့ရှိရင်ကိုခွန်ရှစ်ကိုနော်ရှစ်၆၆သုံးလုံးပေါင်းကြီးဒီဒုံညာဒုံညာကိုဒုံညာနဲ့ပေါင်းလို့ရှိရင်ဒုံညာနော်ခွန်ရှစ်ကိုဒုံညာသုံးလုံးပေါင်းကြီးဒီ၄၄ကိုကျွန်တော်တို့နှစ်လုံးပေါင်းကြီးခွန်နဲ့ပေါင်းလို့ရှိရင်တစ်သူကနှစ်ပေါင်းကြီးခွန်ခုနကနှစ်ပေါင်းကြီး30ဒါကနှစ်ပေါင်းကြီးခွန်အခုကခုနကနှစ်ပေါင်းကြီး30အခုကနှစ်ပေါင်းကြီးခွန်ငါးခက်တည်နော်ငါးခက်တည်ဒီငါးခက်တည်ကဒီနားမှာကကျွန်တော်ဆိုလိုချင်တဲ့အဖြစ်ပြရစနစ်မပါဘူး အာမစနေမပေါ့ဘူးမတော်လားဆိုတော့တွားတယ်နော်နှလုံးပေါင်းကြီးဒီတော့၃ကို၁နဲ့ပေါင်းလို့ရှိရင်လေနှလုံးပေါင်းကြီးဒီ၈၈ကို9နဲ့ပေါင်းလို့ရှိရင်ကနှလုံးပေါင်းကြီးဒီ၁၀၁၀ကို6နဲ့ပေါင်းလို့ရှိရင်6နှလုံးပေါင်းကြီးဒီ9 9နှလုံးပေါင်းကြီးဒီ9 9ကို2နဲ့ပေါင်းလို့ရှိရင်9နှလုံးပေါင်းကြီးဒီ3 3ကို9နဲ့ပေါင်းလို့ရှိရင်8သုံးလုံးပေါင်းကြီးဒီ4 3သုံးလုံးပေါင်းကြီးဒီ5 3သုံးလုံးပေါင်းကြီးဒီ6သုံးလုံးပေါင်းကြီးဒီ9 3သုံးလုံးပေါင်းကြီးဒီ10 4 5 6 9 10တွားတယ်နော်တွားတဲ့ခါလေးတွားတယ်ဒါမဲ့ ကျွန်တော်ပြောခဲ့တယ်လို့ပဲဒိုင်းကြီးဗလိုင်းကြီးတော့မထိုးရနိုင်နဲ့ဗလိုင်းကြီးတော့မထိုးရနိုင်နဲ့ဗလိုင်းကြီးတော့ပတ်စံကိုမခံနိုင်ဘူးရှင်းရှင်းပြောရင်ဗလိုင်းကြီးပတ်စံကိုမှုရတော့ကြည့်ကြည့်ဟောပြူနေဘူးနော်ရှင်းပြနေဘူးစီမပြနေဘူးဆိုတော့နမူနာပေါ့ဗျာကျွန်တော်ကခုနပြောခဲ့တယ်ပဲမင်းက line ဆုတ်ပြတ်တက်တာစိုးသွားတာပေါ့နော်ညားထဲမှာကျွန်တော်ဖြစ်နိုင်တာရှိတာလေးတွေပြပြရမှာပေါ့နော်အဲ့လိုမှလည်းစင်ပြတာအဲဒီတိုင်းကြီးဘလိုင်းကြီးချပြတာခါကျစိတ်ဆင်ပြေဘူးပေါ့နော် ဘောလာကျွန်တော်တို့နမူနာတွားကြည့်မယ်နော်ဒီနန်းလေးပဲနော်တွားကြည့်မယ်တွားကြည့်မယ်ဆိုတော့ကျွန်တော်တို့ခြားတွေကအပါဒီကိုတော့ကျွန်တော်ကဟိုမပြတော့ဘူးဗျာလောစေတော့နော်ကြားထဲမှာဖြစ်ပြနေတဲ့ဒီထိတ်စည်းပါညာအကုန်လုံးဘာတွေကဟိုကျွန်တော်တို့အများကြီးရှိတာဟုတ်အများကြီးရှိတဲ့ခါကျတော့အားဒီကိုကျွန်တော်တို့မတွားတော့ဘူးမတွားတဲ့ခါကျတော့လောစေဒီနန်းလေးမှာပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကထိတ်စီးတလုံးပဲမှန်တယ်။ဂျန်နာလိုက်မလာဘူးနော်။ဂျန်နာလိုက်မလာဘူးဆိုတော့သူကချမ်းပဲ့သွားတဲ့သဘောပေါ့နော်။ သုံးနှစ်သုံးသုံးလုံးပေါင်းကြီးဒီရှိသုံးလုံးပေါင်းကြီးဒီရှိကို2လေးလေးသုံးလုံးပေါင်းကြီးဒီ30နော်2လေးလေးသုံးလုံးပေါင်းကြီးဒီ30သုံးနှစ်သုံးသုံးလုံးပေါင်းကြီးဒီရှိကို2လေးလေးသုံးလုံးပေါင်းကြီးဒီ30နဲ့ပေါင်းလို့ရှိရင်တော့8လို့ဖြစ်တယ်နော်2 3 8သုံးလုံးပေါင်းကြီးဒီ3 2 3 8သုံးလုံးပေါင်းကြီးဒီ3เนาะသူက2ကြီး2ကြီး3ကြီး4ကြီး5ကြီး sorry ပြန်စအောင်ပေါ့နော်2 3 8သုံးလုံးပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့2 6 6သုံးလုံးပေါင်းကြီးဒီ30 3နဲ့30နဲ့ပေါင်းလို့ရှိရင်3 ်เนาะ3.30နဲ့ပေါ့လို့ရှိရင်သုံးသူမပါဘူးနှစ်38သုံးလုံးပေါင်းကြီးဒီ30သုံးလုံးပေါင်းကြီးဒီ3 3ကို6နဲ့နဲ့သုံးလုံးပေါင်းကြီးဒီ30 3.30နဲ့ပေါ့လို့ရှိရင်သုံး3 8 8သုံးလုံးပေါင်းကြီးဒီ9 9ကို4 5သုံးလုံးပေါင်းကြီးဒီ4 9နဲ့4နဲ့ပေါ့လို့ရှိရင်သုံးเนาะ9နဲ့4နဲ့ပေါ့လို့ရှိရင်သုံး၈၈၃သုံးလုံးပေါင်းကြီးဒီ၉၉ကို၂၆၆သုံးလုံးပေါင်းကြီးဒီ၄၉နဲ့၄နဲ့ပေါင်းလို့ရှိရင်ကျော်လို့တော့เนาะအဲ့တော့၈၃၆သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့ န်း6သုံးလုံးပေါင်းကြီးဒီ6ခွန်နဲ့6နဲ့ပေါင်းလို့ရှိရင်တို့3အဲ့ကြတော့နှလုံးပေါင်းကြီးဒီ9နှလုံးပေါင်းကြီးဒီ10 9နဲ့10နဲ့ပေါင်းလို့ရှိရင်9 9ကိုကျွန်တော်တို့3သားလုံးယူမလားပြီးခဲ့တဲ့ဘက်က3 4လုံး2နဲ့ပဲယူမလားအဲ့မှာစကားပြောတာအဖြေကကျွန်တော်ကခဏန်းနေတောင်ပေါင်းညောက်ပေါင်းနေဆိုတာလကားပေါင်းတာမဟုတ်ဘူးအတိုင်းမင်ကြိုက်သလားမကြိုက်ဘူးလားအဲ့ဒါကိုအဖြေရှာတာအတိုင်းမင်ကြိုက်မှာတိုင်းမင်မကြိုက်ရင်စိုက်ကြည့်ရ ်သူပြည်စည်းရဘယ်လောက်စီပဲကောင်းနေတယ်မပေးဘူးသူကဒါမဲ့ပြည်စည်းပေးတာညီမရှိတယ်အဲ့အညီမရှိတာတခြားပံပိုးတွေကကိုမမြင်လို့ကိုမြင်တာလေးနဲ့မရဘူးအဲ့ကြတော့ကျွန်တော်ကအခုသဘောတရားကနှလုံးပေါင်းကြီးတစ်စိတ်တစ်စိတ်ကိုကိုနဲ့ပေါင်းလို့ရှိရင်ကိုကိုကိုဆက်ပြီးတော့သုံးဖြစ်မယ်ဆိုရင်ကွာပေါင်းကြီးဒီလေးကွာပေါင်းကြီးဒီလေးဆိုရင်နော်ခုနကတော့မှတ်ခဲ့နော်ကွာပေါင်းကြီးလေးနှလုံးပေါင်းကြီးတစ်စိတ်တစ်စိတ်ကိုကိုနဲ့ပေါင်းလို့ရှိရင်ကိုကိုကိုနှစ်ဖြစ်မယ်ဆိုကျွန်တော်တို့ကွာပေါင်းကြီးဒီသုံးဒီညမှာနှစ်ခုဖြစ်သွားပြီ စကားပြောသွားတယ်။နော်။ကော်ပေါင်းကြီးလေးနဲ့ကော်ပေါင်းကြီးတို့။နော်။ကော်ပေါင်းကြီးလေးနဲ့ကော်ပေါင်းကြီးတို့။အဲ့ကောင်ကိုကျွန်တော်ဘာနဲ့ဖြစ်မလဲ။နော်။အဲ့ကောင်ကိုဘာနဲ့ဖြစ်မလဲ။အဲ့ဒီမှာကျွန်တော်ဆရာတုတမောင်လားသူတင်ထားလေးတယ်နော်။ဆရာတုတမောင်ထင်တာပဲ။ဟောဆရာတုတမောင်ထင်တာပဲ။နှလုံးပေါင်းကြီးဒီ6 6ကို2နဲ့ပေါင်းလို့ရှိရင်8 8ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်ပရိ9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့3လို့ထည့်တယ်။နော်လာပြီနော်။အလုံးပေါင်းကြီးဒီ9 9ကို9နဲ့ပေါင်းလို့ရှိရင်4 အေးကိုကျွန်တော်တို့ဘရိတ်ကိုနဲ့ပေါ်လို့ရှိရင်တုံးဒါရယ်နော်နှလုံးပေါင်းကြီးဒီ sorry နှလုံးပေါင်းကြီးဒီတုံးတုံးကိုကျွန်တော်တို့6နဲ့ပေါ်လို့ရှိရင်ကိုကိုကိုကျွန်တော်တို့ဘရိတ်လေးနဲ့ပေါ်လို့ရှိရင်တုံးဟုတ်ဘရိတ်လေးနဲ့ပေါ်လို့ရှိရင်တုံးနှလုံးပေါင်းကြီးဒီ1နော်1ကို9နဲ့ပေါ်လို့ရှိရင်ခွန်ခွန်ကိုဘရိတ်6နဲ့ပေါ်လို့ရှိရင်တုံးနော်နှလုံးပေါင်းကြီးဒီ8 8ကို2နဲ့ပေါ်လို့8ကို4နဲ့ပေါ်လို့ရှိရင်2နော်နှလုံးပေါင်းကြီးဒီ8ကို4နဲ့ပေါ်လို့ရှိရင်2အဲ့2ကိုကျွန်တော်တို့သုံးပြချင်သလား တိပရိလာပြီကျွန်တော်တို့ပြောတယ်ရှေးပေါင်းချင်းရှေ့သုံးနောက်ပြီတိဖြစ်ရှင်လားလာပြီနော်တိဖြစ်ရှင်လေဆိုရင်သုံးဖြစ်ရှင်လေဆိုရင်ပရိတိသုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ပရိတိနဲ့ပေါင်းလို့ရှိရင်သုံးဒါမှမဟုတ်ရင်သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့နှစ်ဖြစ်ရှင်လေဆိုရင်သုံးရပါလေအဲ့ကြတော့ကျွန်တော်တို့ဘွားပေါင်းချင်း၄ဆိုရင်တိပရိနဲ့ခွန်ခါဘောင်းချင်းသုံးဆိုရင်သုံးညပရိနဲ့ခွန်ခါနော်သုံးညပရိနဲ့ခွန်ခါကြည့်မယ်နော်အတိုင်းမင်းလေးတိုင်းမင်းလေးကြည့်မယ် တိုင်ပင်လေးကြည့်မယ်ဆိုတာကကျွန်တော်ထုတ်လိုက်တဲ့533ရော3993ရောเนาะတပိတ်သေးပြပေးလိုက်မယ်เนาะဒီခါလေးဒွိဟပေါ့เนาะဒွိဟဒွိဟပုံစံအနေထားမျိုးပေါ့เนาะအဲ့လိုဖြစ်သွားတဲ့အခါမှာကျွန်တော်တို့3နှစ်6သုံးလုံးပေါင်းကြီးတိ3နှစ်6 6နှစ်3သုံးလုံးပေါင်းကြီးတိတိတိကျွန်တော်တို့6 3ည5 3ည6 5သုံးလုံးပေါင်းကြီးတိလဲလိုက်လာပြီ9လဲလိုက်နဲ့ပရိ9နဲ့ကွာပေါင်းကြီး10နဲ့တကွာပြီးရောဟမ်၄၃၈ 4 3 8သုံးလုံးပေါင်းကြည့်ဟာငါးဒီကျွန်တော်တို့8 1 6သုံးလုံးပေါင်းကြည့်ဟာ6ခါနဲ့ကွာသုံးနဲ့ဒေကိုနဲ့ပြီးတော့เนาะ2 8 8သုံးလုံးပေါင်းကြည့်8 8ဒီကျွန်တော်တို့6ခွန်5သုံးလုံးပေါင်းကြည့်8เนาะသုံးလုံးပေါင်းကြည့်8ငါးခါနဲ့ကွာကိုနဲ့ပရိလေးနဲ့ပြီးတော့เนาะဒီမှာကျွန်တော်တို့58 3သုံးလုံးပေါင်းကြည့်6 6ဒီကျွန်တော်တို့664သုံးလုံးပေါင်းကြည့်6 4ခါနဲ့ပရိ6နဲ့ကွာနဲ့ပြီးတော့အဲ့ဒါဆိုကျွန်တော်တို့ဒီမှာက636 636သုံးလုံးပေါင်းကြီးဒီ5 5ဆိုရင်ကျွန်တော်တို့နှလုံးပေါင်းကြီးဒီ8 8ကိုကျွန်တော်တို့ခွန်လက်ပေါင်းလို့ရှိရင်5အဲ့ကျတော့ကြိုက်ဘူးလားခွန်ခါနဲ့ဂွာလေးနဲ့ပရိတ်တနဲ့ခွန်ခါနဲ့ဘာသုံးနဲ့ပရိတ်တစေနဲ့ဟမ်ခွန်ခါနဲ့ပရိတ်တစေနဲ့အဲ့ကျကျွန်တော်တို့ကဘယ်နဲ့ကြိုက်မလဲသူ့ကိုပြန်ပြီးတော့ဘယ်နဲ့ယူမလဲဟမ်နောက်ဆုံးရသေးတယ်နောက်ဆုံးနောက်ဆုံးရသေးတယ်နောက်ဆုံးရသေးတယ်ဆိုတော့က နော်တို့ဖြစ်ချောင်းကဖြစ်ချောင်းက၃၆နော်ကနန်းတော်မပြရလို့နော်ကျွန်တော်ဟိုလိုင်းအစီအစဉ်မရှိဘဲနဲ့နော်မဖြစ်ခဲ့လားဆိုကနန်းတော်ဖြစ်မထားဘူးကနန်းတော်ဖြစ်ထားဘူးသူ့ကိုပြန်ပြီးတော့ကျွန်တော်တို့ခုနကတော့ကျွန်တော်ပြောခဲ့သလိုပဲတိပရိဖြစ်နေတယ်၊တုံညာပရိဖြစ်နေတယ်နော်တိပရိနဲ့တုံညာပရိနှစ်ခုလွတ်နေတယ်လွတ်နေတယ်အဲ့ဒါကိုကျွန်တော်တို့တခုတည်းဖွဲ့ထုတ်လိုက်မယ် တကူတည်းခွဲထုတ်လိုက်မယ်ခုနကခွန်ခါနဲ့တိပရိနဲ့ခွန်ခါနဲ့တုံညာပရိနဲ့သူ့ကိုတကူတည်းမောင်းထုတ်လိုက်မယ်နော်သူ့ကိုတကူတည်းမောင်းထုတ်လိုက်တဲ့ခါကျတော့လေလုံးပေါင်းကြီးဒီကိုကိုကို သုံးနဲ့ပေါင်းလို့ရှိရင်နှစ်နော်လေကိုသုံးနဲ့ပေါင်းလို့ရှိရင်နှစ်အဲ့နှစ်ကိုကျွန်တော်တို့ဒီမှာလာခဲ့တဲ့တုံညာခါးလေးပေါ့နော်တုံညာခါးလေးနဲ့နှစ်နဲ့ပေါင်းလို့ရှိရင်နှစ်ကိုကျွန်တော်တို့ပရိငါးနဲ့ပေါင်းလို့ရှိရင်ခွန်လို့ဖြစ်သွားတာ လေလုံးပေါင်းကြီးဒီကိုကိုကိုသုံးနဲ့ပေါင်းလို့ရှင်နှစ်အဲ့နှစ်ဒီကျွန်တော်နှလုံးပေါင်းကြီးဒီနှစ်နှစ်ကို၅နဲ့ပေါင်းလို့ရှင်ခွန်နော်နှလုံးပေါင်းကြီးဒီသုံးသုံးကို၆နဲ့ပေါင်းလို့ရှင်ကိုကိုကိုကျွန်တော်တို့၈နဲ့ပေါင်းလို့ရှင်ခွန်အဲ့ဒီခွန်ဒီကျွန်တော်တို့နှလုံးပေါင်းကြီးဒီသုံးသုံးကိုကျွန်တော်တို့ဗရီကိုနဲ့ပေါင်းလို့ရှင်နှစ်နော်ခွန်ပါပါနှစ်နော်ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီကိုကိုကို၄နဲ့ပေါင်းလို့ရှင်သုံးသုံးကိုကျွန်တော်တို့၈နဲ့ပေါင်းလို့ရှင်တစ်အဲ့ဒီဒီကျွန်တော်တို့နှလုံးပေါင်းကြီးဒီနှစ်နှစ်ကိုကျွန်တော်တို့ဗရီ၄နဲ့ပေါင်းလို့ရှင်၆တစ်ပါပါ၆ နော်အဲလိုမောင်းကြီးဒီငါငါ့ကို၄နဲ့ပေါင်းလို့ရှိရင်ကိုကိုကို၃နဲ့ပေါင်းလို့ရှိရင်နှစ်အဲ့ဒီဒီကျွန်တော်တို့နှလုံးမောင်းကြီးဒီ၆နဲ့၅နဲ့ပေါင်းလို့ရှိရင်တစ်ကိုကျွန်တော်တို့၆ပြည့်နဲ့ပေါင်းလို့ရှိရင်ခွန်ဖြစ်ပါပါခွန်နှလုံးမောင်းကြီးဒီ၃၃ကို၆နဲ့ပေါင်းလို့ရှိရင်ကိုကိုကို၆နဲ့ပေါင်းလို့ရှိရင်ငါနော်အဲ့ဒီငါ့ကိုကျွန်တော်တို့နှလုံးမောင်းကြီးဒီ30 30ကို30နဲ့မှတုံ့ရမယ်အဲ့ဒီမှာကျွန်တော်တို့ကတုံ့ရပြည့်ကို ခွဲထုတ်လိုက်ပါတယ်ဒီနေရာမှာတိပ္ပိမဟုတ်ဘူးတုံညာပရိပဲတေးကြတယ်ဆိုတဲ့အနေထားပေါ့တိပ္ပိမဟုတ်ဘူးတုံညာပရိပဲတေးကြတယ်ဆိုတဲ့အနေထားနော်တိပ္ပိမဟုတ်ဘူးတုံညာပရိကိုတေးကြတယ်ဆိုတဲ့အနေထားဒါဒီနေရာမှာကဒါဒီ site နဲ့ကျွန်တော်ကဟိုပြောပြတာဟိုဟာနဲ့ပြောပြတာမဟုတ်ဘူးချာအာနဲ့သူသူ့ကိုပြောပြတာမဟုတ်ဘူးနော်ချာအာနဲ့သူပြောပြတာမဟုတ်ဘူးသူ့ထဲမှာကကျွန်တော်တို့ခုနကဘာပေါ့ဗျာခွာတုံးပေါ့နော်ခွာတုံးပေါ့6 6 ဟာ356 356ဟမ်ကျွန်တော်ပြောခဲ့တယ်ရှေးပေါင်းချင်း၈နဲ့ရှေးပေါင်းချင်း၈နဲ့၃တော့ပြင်းနေပေါ့နော်ပရိတ်တနဲ့စတော့ပိုင်းကစေကုန်းကိုသိုးတင်တယ်ဆိုလို့ချောင်းပေါ့နော်အဲနံပါတ်2အဲ့ဒါလေဟိုကျွန်တော်အဖြစ်အဓိကအဖြစ်ပေါ့နော်အဖြစ်ကအခုကျွန်တော်ဘာသွားတွေ့ကြလဲဆိုဒီနေ့မှာတော့ဒီ၃၅လုံးရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ပရိတ်တကတော့သွားမယ်ဒါမှမဟုတ်ကျွန်တော်ပြောခဲ့တဲ့၃၄လုံးနှစ်နဲ့ပဲနော် အဲ့၃လေးလုံးကြီးခုနပြီးခဲ့တဲ့ဘက်ကသွားခဲ့တယ်၃လေးလုံးနှစ်နဲ့သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဘူဘရီကတော့ကျွန်တော်တို့ဒီမှာဒိုင်းငင်းနေပဲနော်ဘူဘရီကတော့ဒိုင်းငင်းနေပဲဘာလို့လဲဆိုတော့အတူတူပဲလေသူကဒါပြီးပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ကဒီနောက်ဘေးကိုအဲလေတိုင်းကိုအဲလေတိုင်းအဲနောက်ဘေးကိုနောက်ဘေးအဲလေတိုင်းကိုအဲလေတိုင်းအဲလေတိုင်းကိုအဲလေတိုင်းအဲလေတိုင်းကိုအဲနောက်ဘေးဆိုပြီးတော့ဒါကြီးကိုအနောက်ဘေးကိုစုပ်ကန်လိုက်တဲ့ကောင်ကငါးကန်တယ်ပေါ်တင်ကိုသွားမလားရိုက်မလားဆိုပြီးတော့နော်ဖန်ဖန်ခေါ်လိုက်တာကိုအဓိကတော့ဖန်ခေါ်လိုက်တာဖြစ်တာကိုဒါကြောင့်ကျွန်တော်တို့ကငါးကန်နဲ့မဟုတ်ဘူး ဒီဘာနဲ့သွားမယ်ဆိုလို့ရှိရင်ဒီသုံးလုံးပေါင်းကြီးဒီကိုကိုကိုတင်းနဲ့ပေါင်းလို့ရှိရင်၃ည၃ညကိုဒီ၃နဲ့ပေါင်းလို့ရှိရင်၃ဟုတ်လား၃နဲ့ပေါင်းလို့ရှိရင်၃သုံးလုံးပေါင်းကြီးဒီ၈၈ကို9နဲ့ပေါင်းလို့ရှိရင်၅အားကိုသုံးလုံးပေါင်းကြီး၈နဲ့ပေါင်းလို့ရှိရင်၃နော်သုံးလုံးပေါင်းကြီးဒီ9 9ကိုကျွန်တော်တို့6နဲ့ပေါင်းလို့ရှိရင်၃၃ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီး၃၀နဲ့ပေါင်းလို့ရှိရင်၃နော်သုံးလုံးပေါင်းကြီးဒီ2 2ကို2နဲ့ပေါင်းလို့ရှိရင်၄၄ကိုသုံးလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်၃နော်သုံးလုံးပေါင်းကြီးဒီ8 8ကို9နဲ့ပေါင်းလို့ရှိရင်၃၃ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်2 3လေးလုံး2 အဲ့ဒီ3-4လုံးနှစ်ကြောင့်မို့လို့ပြီးတဲ့ဘက်က6-4ရဲ့ဝင်သွားတယ်တကယ်လို့ဒီ3-4လုံးနှစ်နဲ့3လို့ပြလာမယ်ဆိုဒီချိန်မှာကျွန်တော်တို့2-4ဒါ6ကပြောင်းပါတော့ဒါကြောင့်မို့ကံမဲ့ဆိုလဲကံပြရတယ်2-4ဒါပေမဲ့အပေါ်မှာက3-4လုံးနှစ်ပဲသွားခဲ့တယ်ပေါ့ဗျာနော်3-4လုံးနှစ်ပဲသွားခဲ့တယ်ကျွန်တော်2-4နဲ့ပတ်သက်ကြတယ်လားမထုတ်ခဲ့တာပေါ့ဘယ်လိုပြောရမလဲဆိုရင်နော်3-4လုံးနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာနော်အဲ့ဒီပုံစံသူ့ကိုကျွန်တော်တို့ပြန်ခွဲပြီးတော့ဒီ3လုံးပေါင်းကြီးဒီကိုကိုတင်တဲ့ပေါ့လို့ရှိရင်3ညဒီ3ညကိုကျွန်တော်တို့ကဒီမှာရှိခဲ့တယ်နော် ီမှာရှိခဲ့တဲ့အားလည်းကျွန်တော်တို့ကဟိုခုနကပြန်လိုက်တာပေါ့ဒီမှာရှိခဲ့တဲ့ဒီနှလုံးပေါင်းခွန်လေးနဲ့နော်ဒီလေးလုံးပေါင်းရင်းတုံညာကိုနှလုံးပေါင်းရင်းခွန်လေးယူမယ်ဆိုရင်ခွန်နော်အဲ့ခွန်လေးပြန်ယူမယ်ဆိုရင်ခွန်တော့အဲ့ဒီခွန်ကိုကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ဗရိတ်ကိုပြန်ချွတ်တာပေါ့နှလုံးပေါင်းကြီးဒီခွန်နှလုံးပေါင်းကြီးဒီခွန်ခွန်ကို30နဲ့ပေါ့ sorry 30နဲ့ပေါ့လို့ရှိရင်ခွန်ခွန်တော့ကျွန်တော်ပြောခဲ့တဲ့ရိုးရိုးခွာပေါင်းခြင်းတုံးကို ဒါနဲ့ပြန်ချုပ်ပြန်ခေါပေါင်းကြီးတို့ဒါနဲ့ပြန်ချုပ်လိုက်တာနော်လေးလုံးပေါင်းကြီးဒီ30 30ကိုနှလုံးပေါင်းကြီးခွန်နဲ့ပေါင်းလို့ရှိရင်ခွန်အဲ့မှာသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို30နဲ့ပေါင်းလို့ရှိရင်ခွန်ဘာ30နော်သုံးလုံးပေါင်းကြီးဒီ8ကိုခွန်နဲ့ပေါင်းလို့ရှိရင်ငါငါ့ကို4နဲ့ပေါင်းလို့ရှိရင်9အဲ့ဒီ9ဒီကျွန်တော်တို့3 8ငါသုံးလုံးပေါင်းကြီးဒီ6 6ကို3နဲ့ပေါင်းလို့ရှိရင်9ခွာပေါင်းခြင်းသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို6နဲ့ပေါင်းလို့ရှိရင်3 3ကို8နဲ့ပေါင်းလို့ရှိရင်1 ID ဒီကျွန်တော်တို့886တုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကို6နဲ့ပေါင်းလို့ရှိရင်1เนาะ6 3 6တုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကို2နဲ့ပေါင်းလို့ရှိရင်4 4ကို4နဲ့ပေါင်းလို့ရှိရင်8အဲ့8ဒီကျွန်တော်တို့835တုံးလုံးပေါင်းကြီးဒီ6 6ကို2နဲ့ပေါင်းလို့ရှိရင်8เนาะ36 2တုံးလုံးပေါင်းကြီးဒီ8 8ကို9နဲ့ပေါင်းလို့ရှိရင်3 3ကို6နဲ့9နဲ့3 3ကို3နဲ့ပေါင်းလို့ရှိရင်6အဲ့6ဒီကျွန်တော်တို့364တုံးလုံးပေါင်းကြီးဒီ3 3ကို9နဲ့ပေါင်းလို့ရှိရင်6အဲ ဒါကျွန်တော်ကတိပရိနဲ့ဘူရိနဲ့ခွဲပြတယ်ခွဲပေါင်းချင်း၄နဲ့ခွဲပေါင်းချင်း၃ဟာကိုပြန်ခွဲပြလိုက်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်၃ညခွန်၃ဆိုလက္ခဏာထုတ်ပါရဲ့နော်ဒီ၃ညခွန်လို့ခဏထုတ်ပါရဲ့၃ထိပ်စီပေါ့နော်၃6ရေ5ရေ4ရေ6ရေ5ရေ4ရေ3ရေဆိုတော့လွယ်လွယ်လွယ်လုံးလားနော်ဖောင်ကားလေးတော့အဲ့လွယ်လာလေးဒီအဲ့စီနီယာလေးတွေနဲ့တို့ဒီနေ့ထဲမှာ ခံနေရတယ်နော်ဒီထဲမှာတော်တော်လေးကိုခံနေရတယ်ခံနေရတယ်ဒီချောင်းကားလေးတုန်းကတို့တို့ဘယ်လိုပြောမလဲဆိုလို့ဘယ်ကနေစပြောမလဲဆိုတော့ချောင်းကားလေးတုန်းကချောင်းကားလေးတုန်းကတဲ့နှလုံးပေါင်းကြီးဒီငါငါ့ကို6နဲ့ပေါင်းလို့ရှိရင်တက်နှလုံးပေါင်းကြီးဒီငါငါ့ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်3ညနှလုံးပေါင်းကြီးဒီ6 6ကိုကျွန်တော်တို့3နဲ့ပေါင်းလို့ရှိရင် ကိုတိတုံညာကိုလလုံးပေါင်းကြီးဒီလေးလေးကိုလေးနဲ့ပေါင်းလို့ရှင်ရှင်တိတုံညာကိုရှင်ဟမ်တိတုံညာကိုရှင်သုံးလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးဒီလေးလေးကိုခုံနဲ့ပေါင်းလို့ရှင်တိသုံးလုံးပေါင်းကြီးဒီကိုကိုကိုတင်းနဲ့ပေါင်းလို့ရှင်တုံညာနော်သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့တင်းနဲ့ပေါင်းလို့ရှင်ကိုနော်သုံးလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့30နဲ့ပေါင်းလို့ရှင်ရှစ်တိတုံညာကိုရှင်တချောင်းကားလေးတုံးမယ် ဖြည့်ရတာပဲနော်တစ်တုံညာကိုရှိ65လေးတုံတစ်တုံညာကိုရှိ65လေးတုံမှာသူကပြလို့အဲ့မှာကျတော့တစ်ပရိနေပေါ့တစ်ပရိနေဆိုတာကျွန်တော်တို့ဒီဘက်မှာလာခဲ့တယ်တစ်ထိတ်စီတစ်ခါတိုင်းတုံညာခါတိုင်းကိုခါတိုင်းရှစ်ခါတိုင်းနော်တုံညာခါတိုင်းတုံညာတစ်တုံညာကိုရှစ်ဆိုပြီးတော့အဲ့ဒီလာခဲ့တဲ့တုံညာတစ်တုံညာကိုရှစ်ကဒီမှာလာခဲ့တာပရိတစ်ပဲအဲ့ဒီတုံညာကိုကျွန်တော်ဒီတုံညာရဲ့ဘာကကျွန်တော်၅လို့ထည့်တယ်ဒီတစ်ကိုတစ်ရဲ့ဘာကကျွန်တော်၆လို့ထည့်တယ်ဒီတုံညာကိုတုံညာရဲ့ဘာက၅လို့ထည့်တယ် ဒီကိုကိုယ့်ရဲ့ဘာမှာလေးလို့ထည့်တယ်ဒီရှစ်ကိုရှစ်ရဲ့ဘာမှာသုံးလို့ထည့်တယ်နော်ခြံကားလေးတို့သူကကျွန်တော်တို့ခုနကတော့ပြောခဲ့တဲ့ဟာဒီပေါ့ဗျာနော်ပြောခဲ့ရသေးတယ်ဆိုတာကသဘောထားကျွန်တော်တို့ဒီမှာတော့နှလုံးပေါင်းကြီးဒီရှစ်ရှစ်အဲနှလုံးပေါင်းကြီးဒီ6 6ကိုနှစ်နဲ့ပေါင်းလို့ရှင်ရှစ်ရှစ်ပါပါဘောနှလုံးပေါင်းကြီးဒီ3နှလုံးပေါင်းကြီးဒီ4ကို9နဲ့ပေါင်းလို့ရှင်ကိုကိုကိုနှစ်ဒါကြောင့်လေ तू လည်းစီနီယာတော့စီနီယာပဲဒါပေမဲ့ နှစ်ခုပေါင်းမှလည်းတစ်ဖြစ်သွားတာ ው ဒါပေမဲ့အပေါ်မှာရှစ်ကိုးတုံညာတစ်အောက်မှာ3 5 6ခွန်ဟာရှစ်ကိုးတုံညာတစ်ကို3 5 6ခွန်လို့အဲ3 5 6လို့ဘက်ပြန်သွားခဲ့ရင်တော့တမျိုးနော်ဘက်ပြန်သွားခဲ့ရင်တော့တမျိုးအဲ့ဒါကြောင့်မို့ကျွန်တော်ကဒီစောစောပိုင်းကပြောခဲ့တယ်ဒီနှလုံးပေါင်းကြီး9ကို6နဲ့ပေါင်းလို့ရှိရင်4နှလုံးပေါင်းကြီးဒီ6ကို8နဲ့ပေါင်းလို့ရှိရင်4နှလုံးပေါင်းကြီးဒီ4ကို နှလုံးပေါင်းကြီး30နဲ့ပေါင်းလို့ရှိရင်လေးနှလုံးပေါင်းကြီးဒီလေးကိုနှလုံးပေါင်းကြီး30နဲ့ပေါင်းလို့ရှိရင်လေးနှလုံးပေါင်းကြီးဒီ6ကိုနှလုံးပေါင်းကြီး8နဲ့ပေါင်းလို့ရှိရင်လေးဆိုပြီးတော့သုံးခါတယ်သုံးခါတယ်ကလည်းကျွန်တော်ကဟိုတားအုပ်ခြိုက်တာအခုဘက်ကသုံးခါတယ်လည်းကြိုက်နေတယ်အဲတကယ်လို့ပြက်ခဲ့လို့ကျွန်တော်ခုန်ခါတာပဲဒါပေမဲ့ခုန်ခါတာလည်းဒီနေ့ထဲမထွက်သေးဘူးသုံးခါတယ်လည်းခုန်ခါတာပဲသုံးခါတယ်လည်းအခုချိန်ဒီမထွက်သေးဘူးထွက်မလာသေးဘူးအဲ့လိုဖြစ်နေတာဒါပေမဲ့ခုနက3လေးလုံးနှစ်က သုံးလေးလို့နှစ်ရက်တရာကခွန်ခါတိုင်းနဲ့ brake 30ပေါ့နော်ခွန်ခါတိုင်းနဲ့ brake 30ပေါ့သူကအဲသူ brake 30အဲ့ဒီကောင်ကအဲ့ဒီကောင်ကိုပဲဒီခွန်ခါတိုင်းနဲ့ပဲ brake 30နဲ့ပဲဟိုထပ်ပြီးသား brake ပေါ့ဗျာနော်ထပ်ပြီးသားအလဲတိုင်းပေါ့နော်အဲ့လိုပုံစံနဲ့သူကကျွန်တော်နည်းနည်းလေးဟိုအားသာတဲ့ဘက်မှာတော့ပါတယ်ပေါ့နော်ဒီသုံးခါတိုင်းကျွန်တော်တို့နည်းနည်းလေး တတိထားမယ်ထဲမှာတော့ပါတယ်ပေါ့အဲ့ထဲမှာကျွန်တော်တို့ဒီຢာတွေကတော့တော်တယ်နဲ့ဒီနှလုံးပေါင်းကြီးဒီ8 8ဒီ8ဒီနှလုံးပေါင်းကြီးဒီ6 6ဒီနှလုံးပေါင်းကြီးဒီ8 8ဒီ8ဒီနှလုံးပေါင်းကြီးဒီ3 3ဒီ3ဒီနှလုံးပေါင်းကြီးဒီ6 6ဒီ6ဒီနှလုံးပေါင်းကြီးဒီ9 9ဒီ9ထိဆိုတော့9 3 3ကဘာပြောကောင်းမလဲဟုတ်လား9 3 3ကဘာပြောကောင်းမလဲဆိုတော့ပရိတ္တနဲ့တော့ကျွန်တော်ဆောဘန်ပြောခဲ့တယ်လေရှင်နှလုံးပေါင်းကြီး8လည်းဖြစ်တယ်ဒါတွေပြတော့အခုချိန်မှာပြရမယ့်ချိန်လည်းမဟုတ်တော့ နောက်လဲနောက်ကျသွားပြီပေါ့နော်နောက်လဲနောက်ကျသွားပြီမင်းညာအဓိကဒီကံကအဓိကလိုင်းမရတာပေါ့ပြဿနာမင်းညာအဓိကအိုက်ပြလိုက်ပြဿနာပဲနော်ဒီကပြဿနာခုနကကျွန်တော်ပြောခဲ့တာကဒီခုနကပြောခဲ့တယ်ဆိုတော့ဒီနှလုံးပေါင်းခြင်းငါးကို၄နဲ့ပေါင်းလို့နှလုံးပေါင်းခြင်းငါးကို၄နဲ့ကိုးနဲ့ပေါင်းလို့ရှင်၄ပေါ့နော်ကျွန်တော်ဒီကစခဲ့တယ်ဒီရှင်ကန်းလေးကစခဲ့တယ်သူ့ကိုကျွန်တော်ဟိုဖလိုင်းကြီးတန်လိုက်တာကိုနှစ်ပြန်ချုပ်လိုက်တာအဓိကဆိုလိုချင်တယ်ဒီပဲဒီသုံးခါတိုင်းကနှစ်ပြန်ချုပ်လိုက်တာအဓိကကဘာလို့လဲဆိုတော့သူ့သွားခဲ့တဲ့ရာပဲဒီဟာနဲ့အတူတူပဲနော်ဒီတုံညာကို ငါးနဲ့ပေါင်းလို့ရှိရင်ငါးငါးကိုလေးနဲ့ပေါင်းလို့ရှိရင်ကိုအာဒီပြန်ပြီးတော့လေးတာပဲအတူတူပဲဒီတုံညာဒီတုံညာပါပါငါးပဲအတူတူပဲဒီတစ်တီ6နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်ကိုလေးလုံးပေါင်းကြီးဒီလေးနော်တုံညာဒီလေးနဲ့ပေါင်းလို့ရှိရင်လေးလေးကိုငါးခါတိုင်းနဲ့ပေါင်းလို့ရှိရင်ကိုနှလုံးပေါင်းကြီးလေးငါးနဲ့ပေါင်းလို့ရှိရင်ကိုကိုငါးနဲ့ပေါင်းလို့ရှိရင်လေးကိုခါတိုင်းဒီလေးနဲ့ပေါင်းလို့ရှိရင်သုံးသုံးဒီ6နဲ့ပေါင်းလို့ရှိရင်ကိုအဲ့ကိုကို10နဲ့လေးနဲ့6နဲ့ပေါင်းလို့ရှိရင်တုံညာတုံညာဒီလေးနဲ့ပေါင်းလို့ရှိရင်လေးရှစ်ခါတိုင်းဒီ 6နဲ့ပေါ်လို့ရှိရင်ဒီ၄ကို9နဲ့ပေါ်လို့ရှိရင်9အဲ့ကိုဒီ6နဲ့9နဲ့ပေါ်လို့ရှိရင်1 1ကို3နဲ့ပေါ်လို့ရှိရင်4ဆိုပြီးတော့အဲ့တော့ကျွန်တော်ဗက်ပြန်ယူလိုက်တာအဓိကပြောချင်တာကအဲ့6 5 4 3ဆိုတဲ့အဓိကအပို့လေးကိုအဲ့6 5 4 3နဲ့ပတ်လိုက်ပြီးတော့တီးတန့်လေးပေါ့နော်ဒီနန်းလေးမှာရိုက်ချင်တာကျွန်တော်တကယ်ဆိုရင်ပေါ့ရိုက်ချင်တာအဲ့6 5 4 3နဲ့ပတ်လိုက်ပြီးတော့အဲ့ဒါကိုမှွေနောက်နေအောင်မတွေ့လားနော်တော်ရကျွန်တော်နှလုံးပေါင်းကြီးဒီလေးနှလုံးပေါင်းကြီး၃နှလုံးပေါင်းကြီးနေနှလုံးပေါင်းကြီး၁နှလုံးပေါင်းကြီးလေးနှလုံးပေါင်းကြီး၃နှလုံးပေါင်းကြီးနေနှလုံးပေါင်းကြီး၁အားထိပ်၃ခါအဲ့လိုလား ငါသိသုံးခါနဲ့တော့စီးစီးလာရှင်းမချဘူးပေါ့တော့ငါငါသုံးနှစ်လာသဘောတရားဘူးကလေးဆိုရင်သူအဓိကတော့သူသွားတဲ့နောက်ကိုကျွန်တော်တို့ကဆက်ဆက်တဲဘူးအရေးကြီးတာပေါ့ဗျာဆက်ဆက်တဲ့ပေါ့မှာပဲဘာလို့လဲဆိုတော့တတိယအများကြီးကိုထက်တော်တဲ့ဆရာကြီးရောဆက်ဆက်မတည့်ကြလို့လားနော်ယူဆလေးတွေမတည့်ကြလို့လားယူဆလေးလွဲနေကြလို့လူတိုင်းကတွေ့တယ်ဒီလူတိုင်းကမြင်တယ်လေဘာလို့လဲလူတိုင်းကြည့်နေကြတာဟုတ်ကြည့်နေကြတယ်ထောက်ပြမှာဟောဒီလိုလိုဆက်ဆက်သွားတာလေဆိုတာအာအဓိကအဲ့ဒါပါပဲနော်